နင်ယောက်ျားကြီးတမ်းမင်းနဲ့စောင့်ချစ်ပြောရတာဟုတ်လားဟမ်ရွှေမိုးနေဘလောက်ကြောက်သွားလဲဆိုတာနင်နော်နင့်ကိုနင်သိငါရခဲ့တဲ့ဝီရဘွဲရလေတစ်မောင်ခိုလှုပ်ချင်လို့စစ်တက်ကိုချစ်ချင်အောင်စောင့်ပြီးအောက်ချေမိသားစုလေးကိုအယိုးရင်ကျွေးတက်ကိုအထောက်သွေးခွဲပြီးရလာတဲ့ဘွဲမဟုတ်ဘူးနားလဲကနော်ကျွန်တော်မှကား9စီးရှိတယ်9စီးနဲ့တည်းခုနှစ်စီးဆိုတာလင်ကရိုဇာတို့ပရာဒိုတို့နဲ့ကျွန်တော်တည်တည်တာเนาะတွားလို့တည်လေ ကျွန်တော်မူဇယ်လေပြည်တွင်းဝယ်တဲ့လားပြည်တွင်းကကုန်တယ်ပဲလူကြောင်လဲတဲ့လေမူဇယ်မှာသူကိုတော်နေပွားနေတာပဲတစ်ကိုတော်နေဟုတ်လားကျွန်တော်မလုပ်လဲသူများအတွဲကားတွေစနေပိန်းတွေကန်တာတွေနဲ့တဲနေတာလူကြီးအများစုကနော်လူကြီးတွေအများစုကအာဏာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်ပြောရင်တော့ခင်ဗျချက်ချင်းလဲခင်ဗျတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင် ခြေတန်းမှာသမရောရာရဲ့ဒုက္ခတွေကိုပြောပြလူတို့တွေရဲ့နားတွေကလေးနေရရနဲ့သူကနှိုင်းနေဖြစ်ဖို့ကများတယ်နော်နားလေးရဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရနော် လေးကြီးအောင်စောင်းနေရလူတို့အကြောင်းလေးမှပြောလိုက်လို့ရှင်နားအချက်ချင်းကြားတယ်နော်လူတို့အကြောင်းနေပြောလိုက်လို့ရှင်လူတို့အတုံးမကြတဲ့အကြောင်းနေမှပြောလိုက်လို့ရှင်နော်ဒါနောက်တစ်ခါနိုင်ငံတော်တမရရဲ့အင်တော်တွေဟာအင်တော်တလုံးတန်ကြီးကိုဘယ်လောက်ရှိမှထင်လို့ဟောရောက်ဘူးကြရတော့သိမရောက်ဘူးတော့မသိကျွန်တော်ရောက်ဘူးတဲ့အတွက်သိတယ်တမရအင်တော်ရောဒုတမရအင်တော်ရောကျွန်တော်ရောက်ဘူးတယ် ကျွန်တော်တချို့ဟို history တက်ဖို့အဟောင်းတွေမြင်မှုတွေဆိုမြင်မှုတွေဘာသူစီစီကျွန်တော်ရောက်ဘူးလဲဆိုတော့သူသိတယ်ပြောချင်တာအဲ့တော့ဒီလောက်ထိကြီးတဲ့အားကြီးတွေရောပျက်စီးသွားတယ်ဆိုတော့ခင်ဗျအဲ့ဒါကြီးပြင်ဖို့တွေကုန်ကျစ်ကောင်တိမ်မတော့တဲ့ကြုံကြနိုင်ရှိတယ်တလုံးတလုံးနိုင်မှာဆိုတော့ပြန်တွက်ကြည့်ရင်ဒီကုန်ကျမှုကြီးကနေပြီးတော့မှထိခိုက်မှုပိုကြီးပါတယ်လို့ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်ကနိုင်ငံတော်ကမထုတ်ပြန်တဲ့ခါကျတော့ကျွန်တော်လည်းဘာမှထုတ်ပြန်လို့ဒီကြားလို့မရဘူးသို့တော့စိတ်မကောင်းတာက ိုင်ငံတော်ဟာပြည်သူလူထုကိုစိတ်ထိတ်ကြိုက်စီစီစီမှာစိုးလို့လားစိတ်ထိတ်ကြိုက်ဖြစ်တာစိုးလို့လားဒါမှမဟုတ်တဖက်အုပ်စုတွေဟိုတခင်အားရကြုံပါဝါအော်ဂျင်နယ်ရှောက်အော်ကြမြေဝန်တာအားရဖြစ်မြဟောမပေးသိကျင်လို့လားတော့ကျွန်တော်မသိဘူးနိုင်ငံတော်ရဲ့ယူဆဘလို့ရှိရင်ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ခုသိပေးသေးတာနည်းနည်းပဲသိတာနေပြီးတော့ပို့နာတယ်မန္တလေးကျွန်တော်ရောက်ခဲ့တယ်ကြားတာနော်မန္တလေးထိရဆိုတာနိုင်ငံတိုင်းပြည်သူတော်မဟုတ်ဘူးအိမ်နိုင်ပြည်သူတော်မဟုတ်ဘူးမန္တလေးကဟိုနာတိန်ကွာဒီနာတိန်ကွာအဲ့လိုလာတာမန္တလေးကဒါပေမဲ့သူ့တော်မန္တလေးမှာလည်းအလုံးကြီး၄00ကျော်ပြည်စီတယ်မန္တလေးကအလုံးကြီး၄00ကျော်ပြည်စီတယ်၄00ကျော် စကိုင်းကလည်းပြည့်စည်တယ်ဆိုတော့ကြည့်ဗျာနေပြီးတော့အခုဆိုအခုပြည့်စကိုင်းကသာသနာပိုင်းဆောက်ဦးနေအများဆုံးပြည့်စည်တယ်စကိုင်းကဒီဘက်ကကျတော့မန္တလေးကကျတော့လူနေဆောက်ဦးတွေအများဆုံးပြည့်စည်တယ်သာသနာဆောက်ဦးတွေပြည့်စည်ပါတယ်အဲ့တော့ပြောရရင်တော့နေပြီးတော့အထင်အရဆုံးလို့ကျွန်တော်ပြောချင်တယ်အဲ့ န်တိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးတွေကိုပြန်ကြည့်ရမှာဖြစ်ပါတယ်เนาะဒီမှာပထမအုပ်ဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့เนาะဇော်ပုံဟင်းကိုတိတခိုးလို့ပြောလာတယ်ဘောမှာတယောက်ရဲ့ဗီဒီယိုဖိုင်ကိုအရင်ဆုံးနားထောင်ကြည့်ကြည့်အောင်เนาะနားထောင်ကြည့်ကြည့်အောင်အရင်ကပြောတော့နင်းတရားစွဲခြင်းတဲ့ကောင်တရားစွဲစောက်ဘူးမစိုက်ဘူးဆိုခုတော့နာမည်တက်မပြောဘူးရဲ့ပြောရင် तू ကကျွန်တော်တရားစွဲမှာလေဟုတ်လားဟမ်နင်းယောက်ျားကြီးတံမင်းနဲ့စောင့်ချစ်ပြောရတာဟုတ်လား ရွှေမုံနေဘလောက်ကြောက်သွားလဲဆိုတာနေနော်နစ်ကုန်နေသိငါရခဲ့တဲ့ဝီရဘွဲရလေးတစ်မောင်ခိုလှုပ်ချင်လို့စစ်တက်ကိုချစ်ချင်အောင်ဆောင်ပြီးအောက်ချေမိသားစုလေးကိုအယိုးရင်ကျွေးတက်ကိုအထောက်သွေးခွဲပြီးရလာတဲ့ဘွဲမဟုတ်ဘူးနားလေလားနော်ဟမ်ဘသူဘာဆိုတာနေစုံစမ်းလိုက်အောင်နော်ဟိုဗျမ်းမလာရှောက်မပြောနဲ့ယောက်ျားကြီးတံမဲနဲ့သိလားငှက်တရမ်းရင်လေးတံထိမယ်လူတရားလို့ရှိရင်ဘေးရန်ထိမယ်။နင်းကိုကိုကိုမှတ်ထားနော်။ဟွန်း သူဒီခေါ်တဲ့အကြောင်းပြောလာတဲ့ဆိုပုံဟင်းရဲ့ video file ကိုပဲဆက်နားထောင်ကြည့်ကြည့်အောင်နော်အတစ်လှုပ်စားရဲ့ခမမှာတစ်ကယ်ဒီလှုပ်စားတာတစ်ကယ်ဒီဆိုတာကျွန်တော်ပြောပြမယ်ကျွန်တော်တစ်တပိဒါတဲ့ရင်တစ်ဘရောင်းတပိဒါဘရောင်းနော်ဘရောင်းဆိုတာကျွန်တော်ဒီ live မှာကြီးကြီးနေလူလူနားလေအောင်ပြောပြမယ်ဘရောင်းဆိုတာကဘရောင်းပန်းပွင့်နဲ့ဘရောင်းမဟုတ်ဘူးနော်သူ့ရွက်ကလေးတွေတေးသေးလေးတွေတိုးထဲမှာပေါက်တဲ့တစ်တွေ တကူကအဲ့ဒီပိတ်တာကိုကယ်ရီက4300ရတယ်ဗမာငွေနော်ကျွန်တော်မှာကား9စီးရှိတယ်9စီးနဲ့တည်ခွန်စီးဆိုတာ Land Cruiser တို့ Prado တို့နဲ့ကျွန်တော်တစ်တည်တာနော်ဘာလို့တည်လဲကျွန်တော်ကမူဆယ်လေပြည်တွင်းကိုပဲတည်တာပြည်တွင်းကကုန်တယ်ပဲသူကြောင်လဲတည်တယ်မူဆယ်မှာသူ9000နေပွန့်နေတာပဲတစ်9000နေ ဟုတ်လားကျွန်တော်မလုပ်လဲသူများတွဲကားတွေစနဘေးတွေကန်တာတွေနဲ့တည်နေတာအဲ့တော့ကျွန်တော်ရဲ့ကျွမ်းကျင်ရလိမ္မာယာကကေဒီသမားဒီခေါ်တာကျွန်တော်တစ်တယ်တာတစ်တယ်တော့အဲ့တော့ကျွန်တော်ပြောချင်တာကတစ်တယ်တယ်ကျွန်တော်ကြောက်စိမ့်ကြောက်စိမ့်ကေဒီတဲ့တယ်ကြောက်လဲတဲ့တယ်ကြောက်စိမ့်တော့နေကေဒီတဲ့တယ်မူးဆဲကိုတဲ့တာကျွန်တော်ကအင်းကျဲကောင်တွေကိုတဲ့တာမဟုတ်ဘူးเนาะ ဲ့တော့သူ့ဘာသူမူဆယ်ရောက်မှာဘာလို့လို့อ่ะကျွန်တော်လည်းမဆိုင်ဘူးနော်ကျွန်တော်ရဲ့ကျွန်တော်မိသားစုနဲ့ကျွန်တော်ဘဝရည်တည်မှုအတွက်ကျွန်တော်အလုပ်လုပ်ရတယ်အဲ့တော့ကျွန်တော်ကျွန်တော်ကလင်ခရိုဇာတွေနဲ့အဲ့လို6ပေတွေ3ပေတွေ4ပေတို့တွေကျွန်တော်ကတစ်တယ်အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဇော်ဖုံးဝင်းဆိုရင်လူတိုင်းသိတယ်နော်လူတိုင်းသိတယ်အဲ့ဒီကဲဒီတဲ့အဲဒီမှာအဲ့တော့ကျွန်တော်ရဲ့ဘဝအရင်တည်းကဘာလဲဆိုတာကိုလူတွေက မတည်ဘူးကျွန်တော်ကလည်းအရှိတရားနဲ့အမှန်တရားကိုပြောတယ်အဲ့ဒါကိုကျွန်တော်လူတွေကအခုကြတော့အဲမဟုတ်တန်တရားစကားတွေနဲ့ကျွန်တော်တိုက်ခိုက်လာပါဘောနော်တိုက်ခိုက်လာတော့ဟိုကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ဘူးဗျနိုင်ငံအရေးသမားဘောမားအမျိုးသားရေးသမားလဲကျွန်တော်မခံယူတာအောင်အရိကကျွန်တော်ကဟိုအမျိုးသားရေးသမားလို့ခံယူပြီးတော့မှဟိုဟိုပေါ့နော်အောက်တန်းကြတဲ့လောက်ရက်ဒီအဲကိုယ့်ရဲ့ ဟိုဘောနောနိုင်ငံပေါ်မှာတကယ်ချစ်တဲ့စိတ်မရှိရင်လည်းမကောင်းဘူးလေအဓိကတိုင်းကျိုးပြည်သူလှုပ်တယ်ဆိုတာကအဲကိုယ့်ရဲ့ဘဝတွေကိုစွန့်ရဲမှလှုပ်လို့ရတာလှုပ်လို့ရတော့အဲ့တော့လူတွေကအခုကျွန်တော်ကိုတိုက်ခိုက်ကြတယ်ကျွန်တော်အခုကြမှပေါ့နော်ကိုကားစီးတယ်လို့ဒီကားစီးတယ်လို့လည်းဒါကျွန်တော်အတွင်းကြကြပြည့်ရဲ့လူကြတော့သူတို့ကသိတယ်ငကိုလေးကကျွန်တော်ကားစီးတာပါ ။နော်ကျွန်တော်လင်ကရိုဇာတို့လင်ကွန်းနဂေဗီတာတို့နဲ့ကျွန်တော်တစ်တယ်တာပါလို့ခမားတို့ကျွန်တော်အချိန်ချင်းပြောပြီးပြီ။အဲ့တော့နိုင်ငံမှာလွှဲမနေတဲ့အယူဝါဒကဒီကားတွေကကျွန်တော်တို့မြောက်ဒီဘက်မှာဆိုမယန်းကြောင်ခေကြီးရှိတယ်။မယန်းကြောင်ခေကြီးအဲ့ဒီဝတ်တော့ကားတွေကဟိုးမြောက်ဒီမှာလေစိတ်ကနေဝင်လာပြီးတော့မှဒီပြည်မာကြီးတဲ့ပေါ့နော်ဒီ ပြီးမာရဲရဲ့နေရအနှံပြားကိုရောက်ရှိခဲ့တာအဲ့အရာတွေကိုမထင်းနိုင်မဲနဲ့အဲ့အရာတွေကိုဖမ်းမယ်စီးမယ်လို့ပြောလိုက်ပြီဆိုရင်အောက်ကအဲ့ဒါလှုပ်ရှားရောနော်လှုပ်ရှားကြတယ်လှုပ်ရှားကြတော့ကျွန်တော်အဲ့တော့ဝန်ထမ်းတွေကိုပြောတော့ကျွန်တော်ဝန်ထမ်းတွေကိုဆဲတယ်တဲ့အဲကျွန်တော်ဖမ်းပါတဲ့ထောင်ချပါတဲ့ခမားတို့ပြောကြရမလို့ပါဘူး ကျွန်တော်ဖမ်းခြင်းဖမ်းပါလိမ့်မယ်နော်တနိုင်ငံလုံးတိပါတယ်ကျွန်တော်ခမားတို့အနေနဲ့ခမားတို့အလုတ်လုတ်ပါခမားတို့ကျွန်တော်လက်တွဲခေါ်ပါတယ်ခုကျွန်တော်တိုက်ခိုက်နေတဲ့လူတွေနော်အခုတိုက်ခိုက်နေတဲ့လူတွေအခုနော်အလုတ်ကိုကြီးလိုက်လွင့်နေလို့ပါမှန်ပါတယ်ညီလေးတို့တောင်းနေတွေ့နေလို့လား46ကညီလေးနဲ့ ။ဟောအဲ့ဒါကျွန်တော် live လွတ်နေလို့လို့ပြောပေးပါကိုကြီးဖုန်းအတန်ဒီပါသွားမှာဆိုလို့ဟောကျေးဇူးပါကိုကြီးအဲ့တော့ကျွန်တော်ကျွန်တော်ကပြောနေတာကလူတိုင်းများကိုမိသားစုကိုပြန်ကြည့်ကြကျွန်တော်တိုက်ခိုက်နေတဲ့လူတွေကိုမိသားစုကိုပြန်ကြည့်ပေါ်မာရီကပဲတိုက်ကိုမိသားစုမှရင်ကိုဘလောက်ကောင်းအောင်လုပ်ပေးနိုင်တယ်เนาะခင်ဗျားတို့က ဖားဖို့ရားဖို့တော့အလုပ်လုပ်တယ်ဆိုရင်တော့ခမတို့တိုင်းပြည်ကိုချစ်ပါတယ်လို့ကင်မရာကိုချစ်ပါတယ်လို့နိုင်ငံကိုချစ်ပါတယ်လို့မလုံနဲ့နော်เสียปอกเนี่ยวิดีโอไฟล์ก็ไปเสร็จหน้าทองจีจีอ่ะเนาะမျိုးတွေမင်္ဂလာပါဗျဒီနေ့က28ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီနေ့ဥစဉ်ပြောချင်တာကတော့တည်င်းလေးတွေကတည်င်းလေးတွေကပြောရတာဗျ ူကြီးအများစုကနော် လူကြီးတွေအများစုကအာဏာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်းပြောရင်တော့ခင်ဗျာချက်ချင်းလဲနေပြတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ခြေထမ်းမှာသမ္မတော်သားတွေရဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရတယ်ပြောနေတိုင်းနေဖြစ်ဖို့ကများတယ်နော် အာရှိနေကအခါလေးပြောရင်တော့လူကြီးတွေကိုပြောပြရင် လူကြီးတွေကပြော လို့တော့ကားတလေးကြပြည်သူတွေရဲ့အတန်တွေကိုတင်ပြတာနော်ဒီချိန်မှာပြည်သူတွေကဒီနတ်သားကတတ်မလို့အားကိုးခြင်းနဲ့အဲ့တော့အားကိုးခြင်းအောင်လဲနတ်သားကတတ်မလို့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ်အဲကြောင့်ဥစဉ်တော့ကလည်းပြည်သူတွေရဲ့လိုအပ်ချက်တွေကိုပဲတင်ပြပေးနေရပြန်နော်တော့ကိုပြောတဲ့စကားဥစဉ်တော့ပြောတဲ့အရာကိုဥစဉ်တော့တရားခိုင်တော့အာမခံရတယ်။မှားလို့ရှိရင်တရားဆွဲပလိုက်။မှားလို့ရှိရင်ထောင်ချပလိုက်။ဒါဥစဉ်တော့ကဒါ ဦးဇင်းတို့ပြောနေတဲ့ဇကားတွေကကြည်လူတွေရဲ့ဇကားကိုပောက်ကိုတော့အနေနဲ့ဖောက်တယ်ချပေးတာอืมเนาะအာနာရှင်ကိုအမှန်တရားပြောလို့မရအောင်တရားတော်ဟောလို့မရအောင်လူကြီးတွေဒီအောင်ဖောက်တယ်ချပေးတယ်เนาะလူကြီးတွေလည်းနာမလေးတဲ့လူကြီးတွေလည်းရှိပါတယ်။နားလေးတဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရ။နော်လေးကြီးအောင်စောင်းနေရ။သူတို့အကြောင်းလေးမှပြောလိုက်လို့ရှင်နားအချက်ချင်းကြားတယ်။နော်သူတို့အကြောင်းလေးပြောလိုက်လို့ရှင်သူတို့အတော့ နားလေးရဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရနော်လေးကြီးအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှင်နားအချက်ချင်းကြားတယ်နော်သူတို့အကြောင်းနေပြောလိုက်လို့ရှင်သူတို့အတုံးမကြတဲ့အကြောင်းနေမှပြောလိုက်လို့ရှင်နော်ဒါလူကြီးအကုန်လုံးမဆိုလိုအောင်နော်တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လည်းဖြစ်ကြည့်ဖြစ်မှာပေါ့နော်အကုန်လုံးအဲ့တော့ဥစ္စနုဒီနေ့ပြောမယ်ဆိုလို့ရှင်ဒီနေ့တောင်တာဘက်မှာဆိုလို့ရှင်တောင်တာမျိုးအထိစိတ်ပေါက်တယ်လို့အကျန်းဖက်တွေနဲ့ဒါ ဒီတောင်တာမှာပြတ်တာစားတွေရှိတယ်တက်မလို့ရားတွေရှိတယ်ပြီးတော့အကုန်လုံးကရဲတွေရှိတယ်အကုန်လုံးကတောင်တာမှာဆိုဒီနေကင်းမှာတိုက်ပွဲပြင်းထန်ဖြစ်တယ်တောင်တာမျိုးနဲ့ပတ်သက်ပြီးလဲဥစဉ်တို့တရေနေခဏခဏပြောပြောပြရဒါပဲနဲ့ဖြည်းဖြည်းစီစီမလုပ်တော့လူနာထီလာပြီးရန်ရှာတာပေါ့ဗျာရန်ရှာတာပေါ့နော်ဒါလဲကိုဘကနော်အဲ့တော့တောင်တာမျိုးလဲဖြည်းဖြည်းစီစီလုပ်ရမယ်အရာတွေအများကြီးပါပဲဗျာနော် ဒါလူကြီးတွေဦးစင်းတို့ကတိအောင်ပြောပြဒါတော့ပဲဦးစင်းတို့ကပြောချင်တာပြန်နော်မြင်းကြံမှာကတော့မြင်းကြံတို့ဒါမြင်းကြံတို့နှထိုးကြီးပဲမှာကတော့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့မြင်းကြံဘက်မှာကထီးလို့မရဘူးမြင်းကြံကထီးထီးမိမိနဲ့ရှိရင်လိုက်ဆော်တယ်လိုက်လုတယ်အာမင်ဒီမြင်းကြံနဲ့လက်ရှိမြင်းကြံမှာရောက်နေတဲ့စစ်တိုင်းမူလားမတည်ဘူးနော်စစ်တိုင်းမူနာမည်တော့မပြောတော့ဘူးသူနဲ့ကဘတ်တာစာရင်နဲ့အဆင်ပြေတယ်ညီညွတ်မှုကောင်းတဲ့ဘတ်တာစာတဲ့ဇကားကိုလည်းသူက နားထောင်တာမဟုတ်ဘူးတုံးတက်ပြီးတယ်ဟုတ်မဟုတ်ဖြစ်နိုင်မဖြစ်နိုင်တုံးတက်တဲ့အတွက်ကြောင့်အရန်အဆင်ပြေတယ်အဲ့တော့အဆင်ပြေတဲ့အတွက်ကြောင့်ရှိတဲ့နေရာတိုင်းမှာအခါရခွင့်ပြုပြီးမှချက်ချင်းလိုက်တော့အကျန်းဖက်ဒီခွင့်ပြုဝယ်ပြီးပြရတယ်ပေါ့ဗျာနော်ခွင့်ပြုဝယ်ပြရတယ်မြင်းကြောင်တို့ချောက်တော့မပြောနဲ့နော်ဦးဇင်းတို့ဒီမန္တလေးမှာဆိုလို့ရှိရင်လေဒီဦးဇင်းတို့မန္တလေးမှာဒီရပိုင်းနဲ့စိုးရင်ရတယ်မန္တလေးအေးနေတယ်မန္တလေးမှာဆိုတချို့ PDF တွေစိတ်ဝင်နေတယ်လေဦးဇင်းရတယ်အဲ့တော့ စိတ်ဝင်နေတော့တရင်ရတဲ့အခါမှာဥစဉ်တို့တော့ကျင်တာကတော့ငိမ့်နေတာဘယ်မှာမကောင်းငိမ့်နေတာမကောင်းဘူးရနော်ရေးရေးမှာတနည်းအားမှာရေးငိမ့်နေပြီဆိုလို့ချင်းလှုပ်နေရပဲအစီပြီးတယ်ရေးကငိမ့်နေပြီဆိုအရင်ကမှအန်တရာယ်ရှိလို့ပဲဒါလည်းတိအောင်ပြောပြတော့ပဲနော်အဲ့တော့မရေရပဲတို့ဥစဉ်တို့ဒီမှာဆိုရင်ထမင်းကုံဆိုလို့ရှိရင်ဥစဉ်တို့ဘတ်တာစာတွေတမလို့ရာတွေနဲ့ တာစာတွေရဲတွေနဲ့ပူးပေါင်းပြီးတိုက်လိုက်တော့ရပါတယ်အဲ့တို့တို့တွေအဲ့နေရာကိုပြန်တိုက်ဖို့အတွက်ကိုတို့တွေလူစုနေတယ်အဲ့နေရာကိုတို့တွေအုံလိုက်ကျင်းလိုက်တို့တို့တွေဝင်လိုက်မယ်အဲ့တော့ကိုယ့်ဘက်ကဘာတွေကြိုလုံးမလဲဘာတွေကြိုပေးစင်မလဲတခုအားတာတာကတော့ကိုယ့်ဘက်ကဒီချမ်းမြင်ကုန်းမှာဦးစင်းတို့ကနော်ချမ်းမြင်ကုန်းအနီးတစ်ဝိုက်ပေါ့ဗျာအဲ့ဘက်ဒီမှာဦးစင်းတို့က viewer မှုရဲ့ viewer မှုရဲ့ လှုပ်ဆောင်မှုကိုပဲချီးကျူးရမှာပဲဗျာနော်ဒီ viewer မှုကပြည်သူစစ်တွေကိုလည်းသူကအားကိုးတယ်ပြည်သူစစ်တွေကိုလည်းကောင်းကောင်းမို့မဆက်ဆံနဲ့ပြည်သူစစ်တွေပေါ်ပေါ်လည်းသူလူပွားရတာမကြိုက်ဘူးဘယ်ပုံမှုဖြစ်ဖြစ်သူလူပွားရတာမကြိုက်တခါချက်ချက်ခေါ်ပြောတယ်နော်ကျွန်တော်ရှိဒီဒီ viewer မှုစကားဆိုဟာမင်းတို့ပြည်သူစစ်တွေကကွာငါတို့တက်မတော်တိုင်းနဲ့အတူတိုက်ပြရတကယ်ကိုကျေးဇူးတင်တယ်ကြောင့်သူတအေးစစ်စစ်ပြောတာနော် ပြည်သူစစ်တွေကိုအားလုံးကတော့ဒီ တချို့အရာရှိတော်တော်များများဒီဗီဝါမှုကိုမကြိုက်ဘူး။ဘာကြောင့်မကြိုက်တာလဲ။ဒီဗီဝါမှုကမှန်လွန်းလို့မကြိုက်တာ။ဒီဗီဝါမှုကအသုံးမကျန်အသုံးမကျအောင်ဆိုပြီးခေါ်ပြောတဲ့အတွက်ကြောင့်။တချို့ဘုံမှုတွေကရှေ့မှနေပြီးမြို့စတေဟောက်ငံပြီးမှဆရာကြီးစတိုင်နဲ့စစ်ကကောင်းကောင်းတိုက်ခူတာမဟုတ်ဘူး။နော်စစ်ကကောင်းကောင်းတိုက်ခူတာမဟုတ်ဘူး။မြို့စတေဆရာကြီးစာထာကြီးနဲ့ဘာကြီးနဲ့ပြွေးနိုင်တဲ့မြို့စစ်ပေါ်ပြမပြွေးနိုင်တဲ့မြို့စစ်ကိုတမျိုးအဲ့ဒါဒီဗီဝါမှုကြတော့ဒါမှမမြအောင်မရအောင်။မရအောင်ဘုံမှုမကလို့ကောင်းကအလုပ်လက်တက်တွေ့ပြလုပ်ပြဟုတ်လား။အဲ့တော့ တော်လို့ပေါ့ဗျာထမ်းမြင့်ကုန်ချိန်ညွှန်းတွင်းမှာရပါတယ်နော်အဲ့တော့ပြောချင်တာကတော့ထမ်းမြင့်ကုန်ကိုတိုက်ဖို့သူတို့တွေပြင်ဆင်တယ်ထမ်းမြင့်ကုန်တို့ကလှုပ်ဆောင်နေတယ်အဲ့တော့ဥစဉ်တို့ပို့ပြီးမှခူးဆက်ရမယ်ထမ်းမြင့်ကုန်တို့ဘယ်ချိုးတော့ဝိုက်နေနော်ရှေ့ဆက်ပြီးလဲဣဒုစစ်တွေကိုပေါ့လှုပ်ချင်ဂိုင်းကြီးအောင်လဲစီယုံရမယ်စီယုံရမယ်နော်ဆင့်ဟိုဟာကိုအနာလှုပ်ပြီးမှပြတ္တနာမရှာကြနဲ့လို့ဥစဉ်ကပြောချင်ပါလေဗျာဒါလေးလည်းပြောချင်တယ်နော်ဆင့်ဟိုဟာကိုအဲ့တော့ပြည်သူစစ်တွေကိုလည်းဥစဉ်အနေနဲ့ပြောခဲ့တယ်ပြည်သူစစ်တွေကိုစိတ်ဓာတ်ကြဆင်းအောင် ဟိုတည်င်းသမားတွေထဲမှာဆိုဖဲဒီတွေရှိတယ်နော်ဘိုကုန်းတွေပေါ့ဘိုကုန်းတွေအရာရှိကုန်းတွေရှိတယ်နော်ဒါမျိုးဟာတွေသူကတချို့ဘိုကုန်းရာရှိကုန်းနဲ့စီဝိုင်းသမားတွေရှိတယ်စီဝိုင်းသမားကြောင့်ဘေးစစ်စင်အာယုံနောက်လို့ရှင်တို့တည်င်းသမားတွေနဲ့ຢာတိုက်ပြလိုက်တယ်နော်ဘိုကုန်းတွေဒါမျိုးတွေရှိတယ်ဒါဆိုဥသင်းတို့ဂယုဆက်ရမယ်နော်အတူတွေဘလောက်ပဲတွေးခွဲခွဲသူတို့တွေပြုစုစစ်ထရနဲ့ထွက်ချောင်မယ်ဘလောက်ပဲပြောပြောစိတ်တက်ကြအောင်မယ်ပြောပြောဘလို့မှစိတ်တက်မကြနဲ့ကိုယ့်လိုကိုယ်လိုနိုင်ငံတော်မပုံကန်နဲ့နိုင်ငံတော်ထိခိုက်အောင်မလုပ်နဲ့ ။တမတော့ပုံရိပ်ကြအောင်မလုပ်နဲ့။ကျန်တာကတော့ကိုယ့်ဟာကိုဟုတ်လား။နော်။ဒါကတော့ကိုယ့်ဟာကိုဘလို့ပဲပတ်ဆံတော့ရှားတော့ရှားတာပဲ။ဟုတ်လား။ဒီလူဒုက္ခရောက်အောင်မလုပ်နဲ့။ပြည်သူနစ်နာအောင်မလုပ်နဲ့။အင်း။တကောတွေပါ။ဒါလေးလေပြည်သူစစ်တွေအားလုံးတော့ပြောကြင်ပါလေပဲနော်။တန်တဲ့ကောလာဟာလာဤတရေနေတင်နေဆိုအာယုံမဆိုင်နဲ့အာယုံမဆိုင်နဲ့သူ့ဟာကိုဘယ်ဘိုလ်ချုပ်ပိုင်မယ်ဘဒုပိုင်မယ်ဂယုမဆိုင်နဲ့နော်။ဒါလေးလေပြည်သူစစ်တွေအားလုံးပြောကြင်နေစစ်စီလုံးနဲ့ညွန့်ညွန့်လုတ်ပါ။တမိုင်းရစကားပြောသွားပါလိုက်မယ်။ ောင်းတစ်ချိန်မှာတမိုင်းကစကားပြောသွားပါလိုက်မယ်နော်အဲ့တော့ဦးစင်းကဒီရက်ထဲမှာဆိုလို့ရှိရင်ဒီတည်င်းလေးတွေပြောတယ်ပေါ့မြို့နယ်မှာဆိုရင်လဲဒီနေရာမှာတစ်ဆက်ထည့်ပြောခြင်းနဲ့နော်နမကအတိုင်မူကြီးခမညာနာကဒီတိုင်မူကြီးစီဝဲတောင်းဆိုခြင်းပါတယ်ဗျာနော်ဦးစင်းတို့ဒါမြေစုစီရွာတွေမှာစာရင်ကြောင်းဖွင့်ခြင်းနဲ့အဓိကအဖြစ်ဇီးပြားတွေမှာလဲစာရင်ကြောင်းဖြစ်ခြင်းနဲ့ကိုကိုစုတွေမှာလဲစာရင်ကြောင်းဖွင့်ခြင်းနဲ့အဲ့တော့ဇီးပြားရွာကဦးစင်းကိုပို့စာပညာရေးဝန်ကြီးဌာနနဲ့ဦးစင်းနဲ့မှတ်ပြီးပို့လဲမတိပါဘူးဗျာဘာတွေလိုအပ်တယ်လဲဆိုလို့ရှိရင် ဇီးပြရွာမှာစာရေးကရိယာစာအုပ်တွေနဲ့ဒီတင်ယိုးထုံးစံစာအုပ်တွေအရန်လိုအပ်နေတယ်ဒီစာအုပ်တွေမပို့လို့ရှိဇီးပြရွာမှာចောင်းဖွင့်ခြင်းနဲ့မင်းចောင်းဖွင့်တော့ကလည်းဇီးပြရွာမှာခြာရင်ကျောင်းမှာမိချုပ်ခိုင်းရတဲ့ကြောင့်ကလေးတွေစာတင်ရွာတော့အခက်ခဲဟွာပေါ့အခက်ခဲတွေ့နေရဲ့အဲ့တော့ပညာရေးဝန်ကြီးဌာနကတော့နားလေးနေတယ်ထင်တယ်ဗျာနောက်သူတို့ကရပေါရလမ်းမှာလာသူတို့ကအဆင်ပြေမှာဗျာနော်ဇီးပြရွာရမှာမဟုတ်ဘူးလေအဲ့တော့သူတို့တွေမကွေးတိုင်းပညာရေးဝန်ကြီးဌာနအဲ့လောက်ဒီအာယုံဆိုင်မှာမဟုတ်ဘူးဗျာနော် အဲ့တော့မကွေးတိုင်းတိုင်းမှုကြီးပဲပေါ့ကိုတော့အားကိုးကျင်ပါလေဗျာနော်မကွေးတိုင်းတိုင်းမှုကြီးခင်ဗျာဇီးပြရွာတို့တဲ့ပြည်သူစီရွာတွေမှာဒီစားနဲ့ရိုက်ကရောပေါ့နော်အဓိကဒီဇီးပြရွာကတောင်းဆိုထားတာစာအုပ်တွေနဲ့ဒီစာရေးကရိယာတွေအထူးလိုအပ်လေလိုအပ်တဲ့အကြောင်းကိုဒါဥစဉ်စီကိုတင်ပြထားပါတယ်ဗျာနော်အဲ့တော့မကွေးတိုင်းကပေါ့နမကတိုင်းမှုကြီးတခါကြီးနုမင်းထွင်းပေါ့နော်အများဆုံးဆောင်ရွက်ပေးဖို့အတွက်ပေါ့ကိုတော့မေတ္တာရက်ခံကျင်ပါလေဗျာတခါကြီးကိုအခုလို့ ဒီဆိုင်ကရိယာရေဒဂါကြီးနဲ့တော့မဆိုင်ပါဘူးဒါပညာရေးဝန်ကြီးဌာနနဲ့ပါနော်ဒဂါကြီးကိုအားကိုးလို့ပဲကျိုးတူကမေတ္တာရက်ခံတာပါဗျအလုံးတာပါပဲဗျโอเคจูမျိုးမင်းပြောတဲ့နေပြည်တော်အကြောင်းကိုတော့ဆက်နာထောင်ကြည့်ကြည့်အောင်ဆက်နာထောင်ကြည့်ကြည့်အောင်ကျွန်တော်အမြင်ဒီနေ့ဦးစားပြောရမယ်ဆိုရင်တိကျတာမလင်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးသွားရတဲ့အဆောက်အဦပေါင်း9000ကျော်6000ကျော်လောက်ရှိတယ်လို့ခန့်မှန်းတယ်အဲ6000ကျော်လောက်ရဲ့ပမာဏက ပြန်လဲပြင်ဆင်တိဆောက်ရေးမှာအစောက်တစ်လုံးကိုနော်စောက်တစ်လုံးကိုတစ်ထောင်မဲ့တန်းထောက်တော့ထောက်တော့ခြောက်တော့ပြည့်တယ်တသိမ့်မဲ့တန်းအစောက်တစ်လုံးတသိမ့်မဲ့တန်းအစောက်တစ်လုံးတသိမ့်မဲ့နော်ကြက်တသိမ့်မဲ့တန်းအလုံး6000ဆိုရင်သိမ့်ပေါင်း6000ကဲကြက်တသိမ့်ကောင်ကြက်တသိမ့်ကောင်ကောင်တသိမ့်မကောင်ကြက်ဘယ်လောက်လဲသိမ့်တရသိမ့်တရတန်းရင်ဘယ်လောက်လဲ6သိမ့်ဖြစ်သွားပြီ6 6တန်းဖြစ်သွားပြီကြက်တန်းပေါင်း6တန်းဖြစ်သွားပြီဆိုတော့ပြောချင်တာက ပမာဏတွေကအမောက်တွေကတွက်ပြခက်တဲ့ဒီများတဲ့ပမာဏကြီး။ဒါပေမဲ့နိုင်ငံတော်ကအဲ့ဒီအရပတ်သက်ပြီးဆုံးရှုံးမှုတွက်ပါဆိုရင်တို့ကဘီလီယံဘလောက်ပေါ့ဗျာ။ဒါပေမဲ့ဘီလီယံဘီလီယံတထောင်ဘီလီယံတထောင်ဘီလီယံတထောင်ပေါ့။ဟုတ်ဆိုတော့ဘီလီယံထောင်ဘီလီယံတထောင်အဲ့လောက်ပဲဘလောက်တွက်ဘီလီယံ9000ဘီလီယံ1000တွက်မှာဘလောက်တွက်မလဲကျွန်တော်မသိဘူး။ဒါပေမဲ့နိုင်ငံတော်အဲ့လောက်တွက်မလားဘလူးတက်လည်းမသိဘူး။ကျွန်တော်ကတော့ဒီအရကြီးနဲ့ပတ်သက်လို့ကမ္ဘာပိုင်ခံမှန်းချက်ကြီးတခုတရှိထားတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီငလျင်ကြောင့် မန္တလေးငလင်ကြီးကြောင့်တိကြိုက်ပဲစီဆုံးရှုံးသိဆုံးဒါတွေကလုံးပေါင်းလိုက်ရင်တကယ်ဆိုဂျိုကြီးဆုံးဆုံးရှုံးမှုကြီးကဘီလီယံ7ဘီလီယံကျော်တယ်ဒေါ်လာ7ဘီလီယံကျော်တယ်အင်းဒေါ်လာ7ဘီလီယံကျော်တယ်လို့ခန့်မှန်းထားတယ်ဆိုတော့ဒေါ်လာ7ဘီလီယံကျော်ဆိုတာကျွန်တော်နိုင်ငံ GDP က85ဘီလီယံပတ်ချာလေးပဲရှိတယ်ပြန်တွက်ကြည့်မယ်ဆိုရင်ကျွန်တော်နိုင်ငံရဲ့ရှိတဲ့အားရဲ့9ပုံ2ပုံထက်မနည်းဟာသို့မဟုတ်တော့6ပုံ2ပုံထက်မနည်းဟာဆုံးရှုံးပျက်စီးသွားတယ်လို့ပြောတယ်ခင်ဗျားရဲ့ပိုင်ဆိုင်မှုခင်ဗျားပေါ့ပုတ်ချက်ရှိတယ်6ပိုင်းပိုင်းလိုက်တစ်ပိုင်းပျက်စီးသွားတာ ပြောရရင်အဲ့လောက်ပြည့်စည်သွားတာဆိုတော့အဲ့လောက်ပြည့်စည်သွားအညာပြန်အစားထိုးဖို့ဆိုတာလွယ်တော့မလွယ်ဘူးတော်တော်တော့ခက်ခဲတယ်အော်နိုင်ငံတော်ဒါဘယ်လိုပြန်လုပ်မလဲဆိုတော့နိုင်ငံတော်တော်တော်ခေါင်းဆောင်ပါပဲပြီးတော့အထူးသဖြင့်အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့နေပြည်တော်ကြီးကထိခိုက်ပျက်စီးမှုကတော်တော်ထိခိုက်ပျက်စီးမှုကြီးတယ်တချို့ကုရတိသတင်းအတရားဝင်မထုတ်ပြန်သေးလို့လားနှစ်လရှိပြီတင်ချာမထုတ်ပြန်လို့လားဒီနေ့28ရက်နေ့ဆိုတာကျွန်တော်ငလျင်နှစ်လပြည့်မှုလို့ကျွန်တော်ဒီနေ့တခါလဲဒီအကြောင်းအောက်တခါလဲထည့်ပြောတာဘာလို့ဆိုတော့ဟိုဟိုရက်တွေကကျွန်တော်တို့တည်ပြီးသားကျွန်တော်ဂျန်လစ်စီကျွန်တော်အဲ့ဖိတ်စာတွေကျူးရောက်နေပြီရောက်နေပြီလားပို့လို့ကျွန်တော်ဂျူးသိတယ်သို့တော့ဒါပေမဲ့ 28ရက်ကြာတမန်တိုက်ပြောဆိုတော့ဒီဆုံးရှုံးမှုကိုနေပြည်တော်ရဲ့ဆုံးရှုံးမှုကိုနိုင်ငံတော်ကကြည်ကြမထုတ်ပြန်ဘူးလုံးမထုတ်ပြန်ဘူးဒါပေမဲ့တနိုင်ငံလုံးဟာပေါင်းထုတ်ပြန်ထုတ်ပြန်တဲ့ကနေပြည်တော်ထုတ်ပြန်မှုကိုခြံထားတယ်ကျွန်တော်အမြင်ပြောရရင်တော့ဒီဒေါ်လာ7ဘီလီယံမှာနေပြည်တော်ပုံပြီးတိရိုက်ဆုံးရှုံးမှုဖြစ်နေမယ်အာတိုင်းပါပိုနာလေးပိုထိနာလေးအဲ့တော့ဆွေးနွေးမဲ့သူတွေကတကယ်ကိုကိငငန်းတိတိကျကျမှန်မှန်ကန်ကန်ထုတ်ပြန်ဆွေးနွေးနိုင်ပါမလားဆိုတဲ့မေးခွန်းဆွေးနွေးရဲပါမလားဆွေးနွေးနိုင်ပါမလားပေးသိပါမလားဆိုတဲ့မေးခွန်းကကျွန်တော်မှရှိနေတယ် အဲ့တော့ကျွန်တော်ကလိုရောက်သွားရင်ထိုင်မဲကြည့်နေဦးမှာမိကုံမမိဘူးမိကုံမေးတဲ့ session ကြောင့်မေးမလားဆိုရင် မေးချင်မေးမေးချင်ဘူးသို့တော့ဒီလူတွေဘယ်လောက်ထိလူလူကိုအမှန်တိုင်းပေးသိမှလဲဆွေးနွေးတဲ့သူတွေကိုတက်လာတဲ့သူတွေကိုနိုင်ငံတော်ကြီးခဲ့တွေကိုဘယ်လောက်ထိပေးသိမှလဲဆိုတော့ကြည့်ပြီးကျွန်တော်ကပြောမှာအဲ့တော့ဘူလို့စကျွန်တော်မြင်ပြောရင်7 billion ကျော်ကုန်ကြသွားတယ်ဆုံးရှုံးသွားတယ်လို့ကမ္ဘာပံအတွက်ချက်ထားတယ်음ဆိုရင်အဲ့ဘာဘယ်နေရာနဲ့ဘာနဲ့ပြန်ဆောက်ထုတ်မလဲနိုင်ငံတော်ရဲ့တစ်နှစ်တစ်နှစ်ကနိုင်ငံသားပို့ကုန်အောင်ရတဲ့ငွေက16 billion ပဲရှိတယ်တွက်ကြည့်တာခင်ဗျားတို့ ဘလောက်ဆုံးရှုံးသွားလဲဘလို့ပြန်တိဆောက်မလဲအခု2လကြာပြီဘာမှ stable မဖြစ်သေးဘူးဝင်းစနာရုံနေခင်ဗျားတို့လာကြည့်ပါလာကြည့်သားမှာခင်ဗျားတို့နေပြီးတော့မှာဝင်းစနာရုံလာကြည့်သားမှာခင်ဗျားတို့လာကြည့်သားမှာဆိုမဲ့လေဗျာတချို့ကကြည့်လို့မရဘူးပေါ့နော်ဒါတော့တကယ်ပါတချို့ဝင်းစနာတွေပြည့်စည်သွားတယ်နိုင်ငံဝန်ထမ်းတွေလည်းတနာဖို့ကောင်းတယ်ဌာနဆိုင်အကုန်လုံးတော်တော်ထိခဲ့သွားတယ်ဒါကြီးကခင်ဗျားဝမ်းတာရမယ်တိဆောက်မှုအင်းတိုင်းပြည်ရဲ့ infra တွေပြည့်စည်သွားတာတိကျဆုံးရှုံးသွားတာအဲ့ဒါကြီးကတိတ်ကိုရင်နာဖို့ကောင်းတယ် ျွန်တော်အားလုံးဝိုင်းဝန်းပြီးတော့ဘယ်တော့ဘယ်နေရာနေဘလို့ဝိုင်းကူကြမလဲဝိုင်းတစ်ချက်ပဲလူလူထောဒေါ်လာပဲလူဒေါ်လာတရာပဲလူလူဝိုင်းလူရင်းနဲ့ဝိုင်းပြီးကူညီကြရင်းနဲ့ဒီတိုင်းပြည်ပြန်လည်တိဆောက်ယူရမှာပါအမရတော့နေပြီးတော့ infra ကြီးကိုပျက်စီးသွားတာနဲ့လားမဟုတ်ဘူးကြာဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးညီညွတ်ကြဖို့လိုတာနေပြီးတော့တခုတည်းတော်တော်များတယ်ဒီ save လေးကြောင့်ကနေပြီးတော့တခုတည်းတော်တော်များလိမ့်မယ်လို့ကျွန်တော်ကအကြံဉာဏ်ခံမိတာခဏဥမာတစ်ခုပေးမယ်ယူလို့ပဲလွတ်တော်ရတာလွတ်တော်ကြီးပဲတာလွတ်တော်ကြီးတစ်ခုလုံးကိုတိဆောက်ဖို့ square feet 3သိန်းရှိတယ်လွှတ်တော်ရဲ့အားကြီးက3သိန်း square feet 3သိန်းရှိတယ်အဲ square feet 3သိန်းကိုလက်ရှိခေတ်ကာလပေါက်သေးနေခင်ဗျာတွက်ကြည့်တာ1 square feet ကိုပြင်တဲ့ maintenance cost ကတွက်ကြည့်1 square feet 1000နဲ့ပဲတွက်ကျ1000နဲ့ပဲတွက်ကျ1000ဆိုတာကျွန်တော်ဆောက်လို့ဒီမှာကြီးပဲမင်းကွာမင်းလည်းမင်းတော့နောက်တဲ့ခေါင်းလို့ကျွန်တော်ပြောလိမ့်မယ်မကောက်လေ1 square feet ပြင်တယ်1000လို့ရလို့ရအခုခေတ်ပေါ်ပေါ်ဒီမှာအစားအုပ်တစ်ခုစောင့်ရင်အစားအုပ်တစ်ခုပြန်စောင့်ရင် ဒီလိုလွတ်တော်အဆင့်မပြောနဲ့ရိုးရိုးအိမ်ဒီလား1 square feet 9000ကျော်ပြီးထင်တယ်ကျွန်တော်ဒီလား9000ကျော်6000ဖြစ်နေပြီနော်ဆိုတော့ထားပါတော့တင်းကနဲကိုအဲ့တော့ကဲ1 square feet ပြင်လာ1000ပဲထားအောင် square feet 3000อืมဘယ်လောက်ညာလဲအဲ့ပစံကုံမဲ့ပစံနဲ့တာမဟုတ်ဘူးနော်လွတ်တော်ကြီးတခုလဲကိုကျွန်တော်နမီနူနာပေးတာနောက်တစ်ခါနိုင်ငံတော်တမရရဲ့အိမ်တော်တွေဟာအိမ်တော်တလုံးတန်ကြီးကိုဘယ်လောက်ရှိမယ်ထင်လို့ဟောရောက်ဘူးကြရတော့အသိမရောက်ဘူးတော့မသိကျွန်တော်ရောက်ဘူးတဲ့အတွက်အသိတယ်တမရအိမ်တော်ရောဒုတမရအိမ်တော်ရောကျွန်တော်ရောက်ဘူးတယ်ကျွန်တော်တချို့ ဟို history တက်ဖို့အဟောင်းတွေမြင်မှုတွေဆိုမြင်မှုတွေဘာသူစီနေစီကျွန်တော်ရောက်မှုတွေဆိုတော့သူတို့သိတယ်ပြောချင်တာအဲ့တော့ဒီလောက်ထိကြီးတဲ့အာကြီးတွေရောပျက်စီးသွားတယ်ဆိုတော့ခင်ဗျအဲ့ဒါကြီးပြင်ဖို့တွေကုန်ကြစီကောင်းတယ်တိမ်မတော့တဲ့ကြုံကြနိုင်ရှိတယ်တလုံးတလုံးနိုင်မှာဆိုတော့ပြန်တွက်ကြည့်ရင်ဒီကုန်ကြမှုကြီးကနေပြီးတော့မှထိခိုက်မှုပိုကြီးပါတယ်လို့ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်ကနိုင်ငံတော်ကမထုတ်ပြန်တဲ့ခါကျတော့ကျွန်တော်လည်းဘာမှထုတ်ပြန်လို့ဒီကြားလို့မရဘူးတို့တော့စိတ်မကောင်းတာကနိုင်ငံတော်ဟာပြည်သူလူထုကိုစိတ်ထိခိုက်စေစေမဆိုးလို့လားစိတ်ထိခိုက်ဖြစ်တာဆိုးလို့လားဒါမှမဟုတ်တစ်ဖက်အုပ်စုတွေ ဟိုတခင်အားရကြုံပါဝါအော်ဂျင်နယ်ရှောက်အော်ကြမယ်ဝန်တာအားရဖြစ်မယ်ဟာကိုမပေးသိကျင်လို့လားတော့ကျွန်တော်မသိဘူးနိုင်ငံတော်ရဲ့ user ဘလို့ရှိရင်ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ခုသိပေးသေးတာနည်းနည်းပဲသိတာနေပြီးတော့ပို့နာတယ်မန္တလေးကျွန်တော်ရောက်ခဲ့တယ်ကြားတာနော်မန္တလေးထိရဆိုတာနိုင်ငံတိုင်းပြည်သူတော်မဟုတ်ဘူးအိမ်ငယ်ပြည်သူတော်မဟုတ်ဘူးမန္တလေးကဟိုနာတိန်ကွာဒီနာတိန်ကွာအဲ့လိုလာတာမန္တလေးကဒါပေမဲ့သူ့တော်မန္တလေးမှာလည်းအလုံးကြီး၄00ကျော်ပြည်စီတယ်မန္တလေးကအလုံးကြီး၄00ကျော်ပြည်စီတယ်၄00ကျော်စကိုင်းမှာလည်းပြည်စီတယ်ဆိုတော့ကြည့်ဗျာနေပြည်တော်ဆို ကုန်ပြစီစကိုင်းကသာသနာပိုင်းဆောက်ဦးနေအများဆုံးပြစီစကိုင်းကဒီဘက်ကကျတော့မန္တလေးကကျတော့လူနေဆောက်ဦးတွေအများဆုံးပြစီတယ်သာသနာဆောက်ဦးတွေပြစီပါတယ်အဲ့တော့ပြောရရင်တော့နေပြည်တော်ကထိနေဆုံးလို့ကျွန်တော် ပြောချင်တယ်အဲ့ဆယ်ဘီလီယံကျော်ရဲ့တော့ဘာထောက်ဝတ်တယ်မနေ့ကနေပြည်တော်မှာရှိတယ်ခံမှန်းကျင်တယ်ခံမှန်းကျင်တယ်ဗောနော်ဆိုအဲ့ဒါမျိုးတွေကစဟိုတို့ထဲမှာတကယ်ဆွေးနွေးကြမှာလားအဲ့နေပြည်တော်ဘလို့ပြန်တိဆောက်မှာလဲနေပြည်တော်ကဘလို့ပြန်ဟောပြမှာလဲဆိုတဲ့အားကြီးကိုသူတကယ်ဆွေးနွေးနိုင်မှာလားစီပွားရေးကိုကူစားမယ်လို့ပြောတယ်ဟုတ်ပြီစီပွားရေးကူစားဖို့လည်းဘာနဲ့လုပ်မှာလဲအခုစီပွားရေးကူစားရအောင်လဲခင်ဗျာ ဟိုစောက်လေးသုံးပစ္စည်းတွေတင်သွင်းတဲ့ကိစ္စမှာလည်းနိုင်ငံတော်က budget ကပြဿနာတက်နေတယ်နိုင်ငံခြားဝင်ပြဿနာကြီးရှိတယ်အခက်အခဲရှိတယ်အဲ့ဒီအခက်အခဲတွေကြောင့်နိုင်ငံခြားဝင်ခက်ခဲကြောင်ပစ္စည်းတင်သွင်းဖို့တော့သူတို့မှာအကန့်အသတ်ဖြစ်နေတယ်လိုအပ်နေတာက7ဘီလီယံလို့ဆိုရင်ပြန်သွင်းခွင့်ပေးမှာ7ဘီလီယံလို့နိုင်ငံတော်ကဝင်လာတဲ့16ဘီလီယံလို့ရော့7ဘီလီယံစောက်လေးသုံးပစ္စည်းသွင်းမှာလို့တော့ပြည်လို့လူများပြန်အောင်နိုင်ငံတော်ကအဲ့လိုလုပ်နေအဲ့တော့ပါအတိုင်းပါဆောက်စနာကြည့်တော့ချက်တင်ပါဗျာတော်တော်ထူထောင်းခက်ပါကျွန်တော်အဲ့တော့တိတ်ပြီးတော့မဝပြချင်ပါဘူးသို့တော့အခုအခုနောက်တစ်ခုကဘန်ရဲ့ချင်းငွေကိစ္စ ပြန်ပြည့်စည်သွားတဲ့အိမ်တိုင်းအိမ်တိုင်းတူးချင်းစီမိသားစုတူးချင်းစီအိမ်တိုင်းကိုနိုင်ငံတော်ကပြန်လဲတိဆောက်ပေးဖို့တာဝန်ရှိပါသလားမင်းကျွန်တော်ယူလို့ပြန်မတာဝန်ရှိဘူးအင်းကျွန်တော်တို့ရဲ့ကိုယ်ပိုင်အိမ်တွေပြည့်စည်တာကိုနိုင်ငံတော်ကလာဆောက်ပေးရမယ်လို့တာဝန်တော့မရှိဘူးဒါပေမဲ့နိုင်ငံတော်ကနစ်နာသွားတဲ့ဆုံးချင်းသွားတဲ့သူတွေရဲ့အိမ်တွေပြန်တိဆောက်နိုင်အောင်လို့နိုင်ငံတော်ကတနည်းတစ်ပုံနဲ့တခြားနည်းလမ်းတစ်ခုနဲ့ကူညီနိုင်တဲ့အပိုင်လေးစိတ်ပိုင်းလေးပိုင်းပြီးကူညီတာမျိုးလုပ်လို့ရတယ်လုပ်လို့ရနိုင်တယ်ရှိတယ်เนาะဥပမာတော့ဟို ဘာခေါ်လဲဆိုတော့ကုညီငွေတွေပေးတာထောက်ပံ့ငွေတွေပေးတာဒါပေးလို့ရပါတယ်ဒါယူနော်အဲ့တော့ထောက်ပံ့အဲ့လိုလုပ်ရင်တော်တေးအေးအေးအတွက်ကိုသိတရားပေးတယ်လို့ငါသိငါသိပေးလို့ပေးလို့ဒါတော့ပဲရမှာနိုင်ငံတော်ကခင်ဗျာ तू နိုင်ငံတော် FBI ထိတာတော့နေတာမဟုတ်တော့ဗျအမြန်တိုင်းတခုလုံးပြသတာတွေရှိသေးတယ်အများကြီးအဲ့ဒါကြောင့်ပါမရဘူးတော်တော်ကတော့ ban hand ချင်းကိုယူရလိမ့်မယ်ပုဂ္ဂလိကကုမ္ပဏီတွေလည်းယူရမယ်ဆောက်လေးကုမ္ပဏီတွေလည်းယူရမယ်နိုင်ငံတော်ကလည်းယူရမယ်အဲ့တော့ဗန်ချင်းဝင်ကိစ္စအဲအမဇလန်စာကြီးဗန်ချင်းဝင်ဗန်ချင်းဝင်ကိစ္စဆိုတော့ကျွန်တော်ကျွန်တော်တို့ the statement channel ကို ပြီးခဲ့တဲ့အခု65 64 63 63ကနေဂျာနယ်ဝယ်ဖတ်ထားတဲ့သူတွေရှိအဲ့အဲ့ဒီငလျင်ပြန်တဲ့ drawing စီစူနေပွဲကြီးရဲ့အဲ့စူနေပွဲကြီးမှာဘာတွေဆွေးနွေးနိုင်ခြင်းရှိရဲဆိုတာအဲ့ဒီအထက်ကဟာတွေကိုဖတ်ထားရင်ကျွန်တော်ပြောပြရမလို့အော်ဒုက္ခရသီးကောကျွန်တော်နုနဲ့စူနေပွဲများမှာစူနေရတာအဲ့မှာစူနေတာ share ကိုစူနေရတာအားရပါရစူနေရတာငလျင်ကိုပြန်ငလျင်ကနေငလျင်ကိုပြန်ထောင်ဖို့အတွက်ကိုဘန်ရဲ့ချင်းငွေလိုတယ်အဲ့ဘန်တွေကဘယ်လိုချင်းမလဲ အင်းအချကနာချင်းကိုဘန်5%ပေးတာလေအဲ5%ကပေါင်းလိုက်တဲ့ခါကျတော့ဘန်28ဘန်ပေါင်းကြီးတယ်5%ကြီးလဲမနိုင်မနိုင်အဲအခုလက်ရှိလိုတဲ့ပတ်စံမလောက်ဘူးနောက်ဆုံးရှိသမျှဘန်မှာရှိတဲ့ပတ်စံတွေ98 28ဘန်လုံးပေါင်းပြီးတော့ကြီးမယ်ဆိုရင်တော့လောက်တယ်တိုးတော့ပြဿနာအဲ့လိုကြီးလိုက်လို့ရှိရင်အင်းအကနာတစ်ခုချင်းကျန်တဲ့ခါကြီးတော့ဘန်မှာပတ်စံအောင်းအောင်းဖြစ်သွားမယ်အဲ့လိုဇလန်းတွေရှုပ်တယ်အဲ့တော့ဘိုးဘန်မူဝါဒတွေပြောင်းရမယ့်ကိစ္စတွေရှိတယ်အဲ့ကြောင့်ခင်ဗျားတို့အနေနဲ့ဒီကိစ္စကိုစိတ်ဝင်စားရင်30ရည်နှစ် အဲ့ဒီခန်းသားမှာနားထောင်အဲ့ဒီမတိုင်ခင်ပိုးကြီးစိတ်ဝင်စားရင်29ရက်နေ့မနက်ဖြန်မှာကျွန်တော်တို့ the statement ရဲ့အမှတ်စဉ်53 54အ sorry 63 64 65အဲ့ဒီ၃မျိုးကိုဝယ်ဖတ်ကြည့်လိုက်အဲ့မှာအခန်းစဉ်ကြီးခန်းစဉ်ကိုကျွန်တော်လုပ်ထားတယ်1 2 3 4 4ပြီးပြီအဲ့တော့၄ဘိုင်းပိုက်ပြီးတော့ဟိုလုပ်ထားတယ်ကျွန်တော်လည်းအဲ့မှာဖတ်ကြည့်လိုက်ကျွန်တော်တို့ရှင်းနေအောင်မြင်သွားပြီးတော့အော်ဒါလုတ်တင်တာပါလားဆိုတော့မြင်သွားမယ်ဒါလုတ်တင်တာပါလားမြင်သွားပြီးရင်ဘာဖြစ်လို့ဒါကိုမလုတ်တာလဲဆိုတာပြီးတော့ထပ်တွေးသွားလိမ့်မယ်အဲ့ဒါပြီးရင်ကျန်တာတော့နောက်ခရီးတွေပါရင်တော့ကျွန်တော်ဆိုင်တော့ အဲ့မှာပါပြီးသားဒါကြောင့်ကျွန်တော်ကတော့ဆွေးနွေးလို့ရတယ်ပြတထိုင်နဲ့ဆွေးနွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကစာဖတ်သိချင်တယ်စာဖတ်သိချင်စာဖတ်ဖို့တော့ကိုကျွန်တော်ကဒါကိုတောင်းအပ်ပြီးတာအဲ့တော့ငလျင်နဲ့ပတ်သက်ပြီးတော့ပြန်လဲစီးပွားရေးပြန်လဲကျွန်တော်မကိစ္စတွေကပို့လင်းပြောရင်တော့စောက်လို့လုပ်ငန်းလောကသားတွေပြန်လဲဖုံးပြလောင်ဖန်တီးပြရမယ်စောက်လို့လုပ်ငန်းလောကသားတွေကလည်းမှန်မှန်ကန်ကန်အလုပ်လုပ်ကြရမယ်ဒီခေတ်ကြီးကနေကို့နာမည်ကိုသိခါနဲ့ကို့ချမ်းသာကြွယ်ဝမှုအကုန်လုံးပေါင်းစပ်ပြီးတော့ရအောင်ယူတတ်ဖို့လိုတယ် အေးနောက်တော့အဲ့ဒီဂျင်မှာကိုကကိုကပေါပေါပဲပေါပေါလို့ပဲလိုက်သွားလို့လိုက်ပြီးတော့သေဖို့သာပြင်တာနောက်တော့ထောင်းနေပြောင်းအဲ့ဒါကိုပိုင်ဆိုင်ကိုသိခံတာပဲလုပ်မှုအဲ့လိုလို့ရှိရအောင်ဆောင်းလိုက်လောကသားရေလဲစနစ်တကျလောက်ကြဖို့လိုရဲ့လို့ကျွန်တော်တိုင်တော့ကျင်နေအဲ့တော့ငလင်းကိစ္စသည်ပြန်တော်ကိစ္စသည်30နေကြရင်တော့အခြေလဲကဲတာဆက်ဆူနေကြအောင်ဆိုတော့လူတွေကတော့ပြောချင်တာကအဲ့ဒီနေ့30 31မှာတက်လာမယ့်လူကြီးတွေဆွေးနေတာကိုနောက်ထောင်မှာနောက်ထောင်ကြည့်ပါဒီလူတွေဘာတွေးနေလဲဘာလုပ်ချင်နေတာလဲနောက်ထောင်တွေ့သွားပါလိမ့်မယ်နောက်တစ်ခုကပြီးရင် ငါတို့ဒီတော့ကျွန်တော်တို့ဒီ statement ရဲ့65 64 63အဲ့ကွာကိုလည်းဝက်ဖတ်ကြည့်ပါအဲ့ဒီမှာခင်ဗျားတို့အဲ့နှစ်ခုကိုပေါင်းလိုက်တာနဲ့ခင်ဗျားတို့တာမန်ပြည်သူတယောက်တောင်မှပဲရှင်းနေအောင်မြင်သွားအောင်ဒါလို့တင်တာပါလားဆိုမြင်သွားရောနော်အဲ့ဒါမြင်သွားလိမ့်မယ်အဲ့ဒါကိုပြောချင်တယ်နော်အဲ့တော့ဘန်ချင်းဝင်ဒီဘန်28ဘန်ပေါင်းချင်းလည်းမနိုင်ဘူးဘန်ဝင်ပါမှပဲကဲမရမယ်နိုင်ငံတော် budget တွေထုတ်အောင်မယ်ပို့ရင်လည်းပြန်အခုလာမယ်မကြောက်ရင်မှ consortium loan ဆိုပြီး ပိုပန်နဲ့ဘန်ဘန်၁၈ပန်နဲ့အချို့လေးနဲ့ပေါင်းဆက်ပြီးတော့ဆွေးနွေးနေတဲ့ဆွေးနွေးပွဲတစ်ခုဆွေးနွေးထားတာရှိတယ်သူကြားတယ်အဲ့ဒါကြီးတော့လာမဲ့အဲလာမဲ့အခမ်းအနားထဲမှာသူတို့ထုတ်ပြောမလားမသိဘူးထုတ်ပြောရင်တော့ကျွန်တော်အကြိုင်ဖွင့်ပြောမယ်ထုတ်မပြောရင်တော့ကျွန်တော်မပြောဘူးဘာလို့ဆိုတော့နေနိုင်တဲ့ကြုံမြင့်မြင့်ကွာဒီကောင်းလဲဆိုရင်ဖြစ်လာအောင်မယ်အဲ့ဒါကျွန်တော်ပြောသေးဘူးအဲ့ဒီ၂၀အဲ30ရင်းနေပွဲကြရင် consortium loan ကိစ္စတွေကိုဘိုဘန်ကတောင်းရှိသူတွေထုတ်ပြောမလားမပြောဘူးလဲကျွန်တော်ဆောင်ကြည့်တောင်းကြည့်သူထုတ်ပြောရင်တော့သူဒီပြည်သူလူ့ကိုတည်တင်တာကိုဖိတ်တိပြီးတော့ပြည်သူလူ့အားတက်အောင် လုပ်ပေးနိုင်တယ်လို့ပြောမယ်ထုတ်ပြောရင်တော့ဩအေးပေါ့လေမပြောရလဲမပြောဘူးပေါ့ဒီလိုပဲနော်အဲ့ဒါလေးကျွန်တော်စောင့်ကြည့်တာပေါ့ဗျအများကြီးပါအများကြီးပါအများကြီးပါအဲ့တော့စောင့်ကြည့်ကြတာပေါ့နော်ဒါလေးကျော်ပြော Okay okay ဒီနေ့ကတော့ဒီလောက်ပါပဲ Now video file မှာပြန်တွေ့ကြမှာနော်အားလုံးကိုဂျေဇူးအများကြီးတင်ပါတယ်